ပြစ်ကတ်ရစိစာချုပ်လက်မှတ်ရေးထိုးကဏ္ဍဤအချိန်တော့မှာတိုင်းရင်းသားဒေသတို့မှာတိုက်ပွဲတွေဇက်တိုက်စုစုဖြစ်ပွားနေပါတယ်ဒေါက်ခင်ယူပါတင်ဆက်ထားပါတယ်ခင်ဗျာမဆီမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အစိုးရတပ်မတော်ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ရမှာအစိုးရတပ်ဘက်ကအရာရှိတအူးအပါဝင်စစ်သည်၅ဦးသေဆုံးပြီး16ဦးဒဏ်ရာရှိသွားတယ်လို့စစ်တပ်ပိုင်းများဝတီတရင်မှာထုတ်ပြန်ပါတယ်တိုင်းဒေသလက်နက်ကိုင်တွေနဲ့အစိုးရကြားတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရစဲရေးစာချုပ် NCA ကို အော်တိုဝါလာဇက်မှာလက်မှတ်ရေးထိုးနိုင်မှုကြိုးပမ်းနေချိန်မှာကချင်ပြည်နယ်မှာတိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေတာပါဒီတော့အဲ့ဒီယုံကြည်မှုတည်ဆောက်တဲ့နေရာမှာတစ်ဖက်နဲ့တစ်ဖက်အကြားမှာရှိတဲ့ကျွန်တော်တို့ပြခတ်တိုက်ခိုက်မှုတွေမရှိဘူးကဒါအခရာကြတယ်လို့အမြဲတမ်းကျွန်တော်တို့ပြောပါတယ်တော့တစ်ဖက်မှာကျွန်တော်တို့ဆွေးနွေးနေတယ်ဒီမှာကျွန်တော်တို့တိုင်းရင်းသားလက်နက်ကန်ဖွဲ့စည်းတီးရဲ့အစည်းအဝေးမပြောနဲ့အစိုးရနဲ့ကျွန်တော်တိုင်းရင်းသားလက်နက်ကန်ဖွဲ့စည်းကြဆွေးနွေးနေတဲ့ကာလမှာတောင်မှတစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်နေကြရတယ်ဆိုတော့ယုံကြည်မှုကတော်တော်လေးပြတ်ပါတယ် ဒီကနေ့လေပဲတိုင်းရင်သားလက်နက်ကတော်လိုင်းရဲ့ဖွဲ့စည်းတော်တော်များများကနေပြမတင်ပြနေတာတော့ဒီလောက်ကြီးများတောင်ကျွန်တော်တိုက်ခိုက်နေတဲ့အနေအထားအောင်မှာဒါကျွန်တော်တို့ NCA ကိုသွားလို့ဖြစ်ပါမလားဟုတ်လားကျွန်တော်ဒီအစိုးရနဲ့ဒီတပ်မတော်ယုံကြည်လို့ဖြစ်မမလားဆိုတဲ့စိုးရင်ချက်တွေလည်းအများကြီးထွက်ပေါ်လာတာရှိပါတယ်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ကတော့လက်တလော NCA စာချုပ်ကိုလက်မှတ်မရေးထိုးနိုင်သေးဘူးလို့ပြောဆိုထားပြီးချန်လက်ထားတဲ့လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်မှုတောင်းဆိုနေကြပါတယ် ဒီကနေ့မထိုးနိုင်သေးတာတော့သူတင်ပြတာတော့ကျွန်တော်တို့ငကူတွေကအားလုံးပါဝင်ရေးမူကိုကန်ဆွဲထားတာဖြစ်တယ်။နောက်အဓိကသူပြောသွားတာကတော့ကျွန်တော်တို့ NCA ထိုးတော့မယ်ဆိုလို့ချင်းပြည်သူ့ချပြဖို့လိုတယ်။နောက်ကျွန်တော်တို့ပါတီတွင်းမှာလည်းချပြဖို့လိုတယ်။နောက်ကျွန်တော်တို့ဒီတက်မတော်တွင်းမှာလည်းချပြဖို့လိုတယ်လို့ကျွန်တော်တို့ပြောတဲ့ဟိုဘော်လေးသူတို့ရဲ့ပြောတဲ့အပေါ်မှာအချိန်နည်းနည်းယူဖို့လိုတယ်ဆိုတော့စဉ်းစားချက်နဲ့သူတို့ဒီနေ့လက်မထိုးဖို့အစဉ်သင်း အစင်သင်လို့ပြောအောင်လားလက်တော်မထိုးနိုင်သေးဘူးဆိုတဲ့အနေအထားမျိုးဖြစ်တာပါဒါမဲ့မထိုးဘူးလို့တော့ကျွန်တော်မပြောပါဘူးကချင်ပြည်နယ်ပမော့ခိုင်မန်စီမြို့အရှိတောင်ဘက်တမိုင်လောက်အကွာတောင်ကုန်းမှာတက်ဆွဲထားတဲ့ KIA နဲ့အစိုးရတပ်မတော်အကြားစတေမလ26ရက်ကနေ28ရက်အထိတိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပါတယ်လိုက်ကစူဂျာနေမီအတွင်းတက်မတော်စစ်ကြောင်းတွေနေမီရှင်းလင်းရေးပြုလုပ်ခဲ့ကြပြီးစတေမလ14ရက်ကနေ28ရက်အထိမိုင်းဖြစ်စဉ်လေးကြိမ်နဲ့ထိတွေ့မှု6ကြိမ်ဖြစ်ပွားခဲ့တယ်လို့မြောက်ရီသတင်းမှာဖော်ပြထားပါတယ် ဒီရပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုတွေကြောင့်လုံချာဖို့ဘက်က KNY ရှေ့တန်းစခန်းနှစ်ခုဆုတ်ခွာပေးလိုက်ရတဲ့အကြောင်းနဲ့တိုက်ပွဲတွေကြောင့်ဘေးလွတ်ရာကိုတင်းရှောင်နေရတဲ့ရွာသားတွေလည်းအိမ်ပြန်လို့မရသေးတဲ့အကြောင်းလူမှုအခြေပြုပြည်ပခဆောင်ကြည်အဖွဲ့ကပြောပါရယ်။ပြီးခဲ့တဲ့တစ်ပတ်ကလည်းရှမ်းပြည်တက်မတော်တောင်ပိုင်းအဖွဲ့နဲ့အစိုးရတပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ကျွန်မခင်ပါပါရှင်။